ကဘာပေါ်ကအကြမ်းတမ်းဆုံးကြိမ်စာရီထဲမှာပါဝင်နေတဲ့ပကံခိရဲ့ကြောက်စရာအကောင်းဆုံးရာဇကုံမှာကြောက်စာပေါ်ကကြိမ်စာဖြက်စီးတဲ့သူတွေနိဗ္ဗာန်နဲ့ဝေးပြီးအပယ်လေးပုံမှာကြာရောက်စီဖို့အတွက်ရာဇကုံမှာကိုယ်တိုင်ကြိမ်စာဖန်တီးခဲ့တဲ့ရာဇကုံမှာကြောက်စာကိုပြိတ်သက်ကြီးလို့သိကြပါသလား အားလုံးပဲမင်္ဂလာပါအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပန်ဒိုရာဘောက်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့ကျင်းစာရီအကြောင်းကိုစိတ်ဝင်စားနေကြတဲ့ပြည်သက်ကြီးတို့အတွက် AD 1133ခုနှစ်လောက်ကရေးထိုးခဲ့တဲ့ရာဇောင်းကုံမှာကြောက်စာပေါ်ကကြောက်စရာကောင်းလွန်းလာတဲ့ကျင်းစာအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရယ် ဒီရာဇာကူမှာကြောက်စာကိုတော့မြားစီတီချင်းရင်မှာရှိတဲ့အတွက်မြားစီတီကြောက်စာလို့လည်းအများကခေါ်ကြပါသေးတယ်။အဆိုပါမြားစီတီကြောက်စာကမျက်နှာပြင်၄ဘက်ပါရှိပြီးတော့ရင်းမျက်နှာပြင်၄ဘက်မှာပြူ၊မြမ၊မွန်၊ပါဏိစတဲ့ဘာသာစကား၄ခုနဲ့ပေါင်းပြီးတော့ဖန်တီးရေးသားထားတာပဲဖြစ်ပါတယ်။အမြင့်အားဖြင့်81လက်မှရှိပြီးတော့မျက်နှာပြင်တစ်ဖက်စီက14လက်မှအကျဉ်းရှိပါတယ်။ဒါအပြင်ဇာမျက်နှာအမြင့်က42လက်မအမြင့်နဲ့ပကံမျိုးရဲ့အထင်ကရဖြစ်တဲ့ကြောက်စာတိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ကျဆင်သားမင်းနဲ့တန်မူလာတို့ရဲ့တားတော်ရာဇာကုံမှာရေးထိုးခဲ့တဲ့အတွက်ရာဇာကုံမှာကြောက်စာလို့ခေါ်တင်ခဲ့တာလည်းဖြစ်ပါတယ်။ရာဇာကုံမှာဟာကျဆင်သားမင်းရဲ့တားတော်ဖြစ်ပေမဲ့လည်းထင်းနဲ့အရိုက်ရာကိုစက္ကန့်ကွေမရခဲ့ပဲနဲ့ကျဆင်သားမင်းရဲ့သမီးတော်ရွှေရင်စီနဲ့ဆောင်းလုံးမင်းရဲ့တားတော်စောယွန်းတို့ကမွေးဖွားတဲ့မြေးဖြစ်သူအလောင်းစီသူမင်းကိုထင်းနဲ့စက္ကန့်ကွေပေးခဲ့ပါတယ်။ ရာဇကုံမကိုတော့ကျုံးရလေး၃ရကိုအပိုင်စားပေးခဲ့ပါတယ်။ရာဇကုံမဟာကျေးဇူးတည်တတ်တဲ့တတော်တပါးဖြစ်တဲ့အတွက်ကျက်စသားမင်းမနာမကျန်းဖြစ်တဲ့အခါမှာမိမိပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအသုံးပြုပြီးတော့ဗုဒ္ဓရုပ်ဘွားတော်တွေကိုတုံးလုံးပူဇော်ခဲ့ပါတယ်။သူပြုခဲ့တဲ့ကုသိုလ်တွေကိုအကြောင်းပြုပြီးတော့စူတောင်းလောင်အချို့နဲ့ကျင်းစာတွေပါဝင်တဲ့မြတ်စီတီကျောက်စာကိုလည်းရေးထိုးခဲ့ပါတယ်။ ဒီကျိန်းစာကတော့မိမိပြုတ်ခဲ့သောကာမှုကုသိုလ်အားဖြတ်စည်းသောသူသည်နိဗ္ဗာန်နှင့်ဝေးပြီးတော့အပင်လေးပုံမှာကြာရောက်ပါစေ။စီးစိမ်ဥစ္စာတွေပြတ်ပါစေဆိုပြီးတော့ကျိန်းဆိုထားခဲ့တာပဲဖြစ်ပါတယ်။ရာဇကုန်မာကဒီကုသိုလ်ကိုသူ့ရဲ့ဖခင်ဖြစ်တဲ့ကျက်စစ်သားမင်းရဲ့တည်ဆုံခြင်းအတွက်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကျိန်းစာဆိုခဲ့ခြင်းရဲ့ရည်ရွယ်ချက်ကတော့ဖခင်အတွက်ပြုလုပ်ခဲ့တဲ့ကာမှုကုသိုလ်ကိုမပြတ်စည်းစီခြင်းနဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ပကံခင်မှာရေးထိုးပြီးတော့ထင်ရှားခဲ့တဲ့ကြောက်စာတိုင်းပေါင်းများစွာရှိခဲ့ပေမဲ့လည်းမြတ်စေတီကြောက်စာဟာရှိကြပြီးတော့ ော့တမိုင်းနဲ့စပေးတဲ့အကြောင်းကိုခံမှန်းသုံးတတ်တဲ့နေရာမှာအလွန်အမင်းကိုအထောက်အကူပြုတဲ့အတွက်အလေးထားပြီးတော့ဂယုတစိုက်ပြုစုထားတဲ့ကြောက်စာတိုင်းလည်းဖြစ်ပါတယ်။ရာဇာကုံမကိုရိုင်းရေးထိုးထားတဲ့ကြောက်စာမှာပါဝင်တဲ့ချိန်စာတွေကတော့သူရေးထိုးခဲ့တဲ့ချိန်စာကိုဖျက်ဆီးတဲ့လူကနိဗ္ဗာန်နဲ့ဝေးပြီးတော့အပင်လေးပုံမှာကြာရောက်စေဖို့ ကောင်းမှုကုသိုလ်တွေအားလုံးပြက်စီးပြီးဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ကြုံတွေ့ရစီဖို့စတဲ့စုတောင်းစင်စာတွေပဲဖြစ်ပါတယ်။ဒီစင်စာတွေကဘဝတဘဝတွေကိုရည်ရွယ်ပြီးတော့ထိခိုက်စေတာမျိုးမဟုတ်ဘဲနဲ့ဘဝပေါင်းများစွာကိုနှိမ်ကြစေဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ဒီကုသိုလ်ကောင်းမှုကိုဖျက်ဆီးတဲ့သူတွေသာမကသစ္စာတရားကိုဖောက်ပြတဲ့သူတွေအတွက်ပါစိန်ဆိုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အလွန်တရာမှကြောက်စရာကောင်းလာပါတယ်။အဆိုပါဂျိန်စာကိုကြည်ချင်းအဖြစ်ဗကန်ခေလူတွေရဲ့တစ္ဆာတရားစောင့်တည်မှုနဲ့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေအပေါ်မှာအလေးထားပုံတွေ ကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ရာဇကုမာရဲ့ကြောက်စာအပေါ်ကဂျိန်စာဟာဆိုရင်အရန်ကိုထိတ်လန့်ပွဲဂျိန်စာတစ်ခုဖြစ်တယ်လို့အများကယုံကြည်ထားကြသလိုပြိသက်ကြီးတို့အားယုံကြည်ကြလား။အခုတင်ဆက်ပေးသွားတဲ့ရာဇကုမာကြောက်စာနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲ။မျက်လေးပြပြသွားပေးတဲ့အကြောင်းအရာတွေထပ်ပိုမိုတီးကြတဲ့အချက်လက်တွေရှိလို့ရှင်လဲအောက်ကကွန်မန့်အောက်မှာဝင်ရောက်ပြောကြားပေးလို့ရပါတယ်ရှင်။